မင်္ဂလာပါရှင်ရောင်းခေတ်ချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။မြောက်ဆေးရုံနယ်ပုံစဲခံရမှုအတွက်ကျူးလွန်သူစေကိုင်းသူနယ်ပောင်းပတ်သက်သူတွေကိုပြင်းပြထန်ထန်တုတ်ပြတ်မယ်လို့အေအေကတုတ်ပြန်။ရခိုင်ပြည်နယ်မြောက်ဆေးရုံကိုဂျပန်စစ်တပ်ကလေကြောင်းပုံစဲတိုက်ခိုက်ကပြည်သူများစွာကိုသိစေခဲ့မှုအတွက်ပြည်မှုကျူးလွန်သူစေကိုင်းသူနယ်ပောင်းပတ်သက်သူတွေကိုပြင်းပြထန်ထန်လက်တုတ်ပြန်သွားမယ်လို့အာရကတတော်ရေးကတုတ်ပြန်လိုက်ပါတယ်။အပိပိဆိုင်ရလူခွင့်ရင်းနေဖြစ်တဲ့ဒီဇင်ဘာ10ရက်နေ့မနေ့ည9:00ကျော်မှာဂျပန်စစ်တပ်ကမြောက်ဦးမြို့ ထမားရက်ကွက်မှာရှယ်မြောက်ပြည်သူစေုံကြီးကိုဂျက်ဖိုက်တာနဲ့ပေါင်900ဘုံနှလုံးကြဲကြတိုက်ခိုက်ရာစေုံကြီးတစ်ခုလုံးဒီမှာပြည်စည်းဆုံးရှုံးခဲ့ပြီးမဝင်းကျင်ကလူနေတချို့ပါပြည်စည်းခဲ့ပါတယ်လို့သိရတယ်စေယုံကြီးမှာဈေးကူတာမှုကံရင်နဲ့3လသားရွယ်ကလေးငယ်ပေါင်းမျိုးသမီး16ယောက်မျိုးသမီး16ယောက်အပြစ်မဲ့ရက်သားပြည်သူစုစုပေါင်း33ယောက်ပွဲချင်းမိသေးဆုံးကကိုဝင်ဆောင်မျိုးသမီးတက်ကြီးရွယ်ကိုကလေးတငယ်ရင်နဲ့အားရက်ခပြည်သူကျမ်းမာရေးဝန်ထမ်းတွေပေါင်း86ယောက်အထိကိုက်တန်ရခဲ့ပါတယ် တိုက်ပွဲပြင်းထန်နေတဲ့ကာလတွင်လူသားချင်းစာနာမှုကူညီတဲ့ပအဝင်ခြေကန်စေဝါရီပိတ်ဆို့ပြတ်တောက်ကဏ္ဍအကျိပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့စေယုံကြီးကိုရွေကျက်ရှိရှိတိုက်ခိုက်တာရက်ကိုင်းပြည်နယ်တွင်ကြက်ဖက်စစ်တပ်ကျူးလွန်နေရာဆွေးမှုတွေမှာစစ်ဝါဆောင်ပြင်းထန်ဆုံးသောရာဇဝတ်မှုကြီးတစ်ခုအပြစ်မဲ့ရက်သားတွေအစုလိုက်ပြုံလိုက်တိုက်ခိုက်တဲ့အရာတိတ်ဆုံးမှုများဆုံးဖြစ်စဉ်တစ်ခုဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ် ။အခုလိုစေကူတမှုခိုင်နေရတဲ့ပြည်မဲ့ရက်သားပြည်သူတွေပြည်မှုကျွလွန်ခံအားကျင်းတဲ့ပတ်သက်ပြီးတော့တရားမျှတမှုကိုကျင့်မြန်နေတဲ့လူပေါ်ကိုအဖွဲ့အစည်းနဲ့ပူးပေါင်းကတရားမျှတမှုရတဲ့အထိစာရသားမှာဖြစ်တယ်လို့ပြည်မှုကျွလွန်သူကျွလွန်ရဲ့စေကိုင်းသူနဲ့ပိုင်းပတ်သက်သူတွေကိုပြည်မြင့်တဲ့နဲ့လက်တော့ပြန်သွားမယ်လို့ဆိုထားပါဗျ။ဒါအပြင်မြန်မာနိုင်ငံအနှံ့မှာပြည်မဲ့ရက်သားပြည်သူတွေကိုဂျပန်စစ်တပ်ကရွေးချယ်ရှိရှိနေစဉ်ရက်ဆက်ကျူးလွန်နေရဆရာဆွေးမှုတွေနဲ့လူသားမျက်နှာပေါ်ပြစ်မှုကျူးလွန်နေသူတွေကိုနိုင်ငံတကာအနေနဲ့လက်ပိုက်ကြည့်မနေဘဲဝိုင်းဝန်းထိန်ချောင်းပေးဖို့လဲကိုညီတောင်းခံထားပါတယ်။ ဆလဘီပလန်မြုပ်ကိုတိုးစစ်စင်လိုက်စစ်တပ်ကိုချင်းတွန်လိုက်တပ်ပါစုကကုတ်ကတိုက်ခိုက်မှုစစ်တပ်ဘက်က20ဥကတ်သေးဆုံးပြီးလက်နက်ကဲများနဲ့၃ဘန်တချို့ဖမ်းဆီးရရှိချင်းပြည့်နယ်ပလန်မြုပ်ကိုတိုးစစ်စင်လိုက်စစ်တပ်ကိုချင်းတွန်လိုက်တပ်ပါစုကကုတ်ကတိုက်ခိုက်မှုစစ်တပ်ဘက်က20ဥကတ်သေးဆုံးပြီးလက်နက်ကဲများနဲ့၃ဘန်တချို့ကိုဖမ်းဆီးရရှိကြောင်းချင်းတွန်လိုက်တရပြစ်ကပြောတယ်ဒီဇင်မာလာ၁၇ရက်နေ့မနက်၁၀နာရီချိန်ကစပြီးဂျပန်စစ်တပ်ကအင်အားလုံးရင်းနဲ့ချင်းပြည်နယ်ပလန်မြို့ကိုစစ်ကြောင်းထုံးဝင်ရောက်လာကြ။အဆိုပါစစ်တပ်စစ်ကြောင်းကိုချစ်တော်လိုက်တပ်ပေါင်းစုက ခုခံတိုက်ခိုက်ရပါတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြောင်းတိုက်ပွဲအတွင်းစစ်တပ်က20ခန်းသေဆုံးပြီးစစ်တုံးမှန်ကျိုးကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်းစစ်တပ်ကဒီနာရဲ့တွဲတိုက်လေနဲ့ယမန်နေ့တနေ့လုံးပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဖလန်ဘတ်ကိုရင်ရလုံးရင်နဲ့ထိုးစစ်ဆင်လာတာကို CPO ဆီယန်နေရောချင်းတုံလိုင်းတပ်ဖွဲ့တွေကအုံစုပေါင်းပြီးကုကန်တိုက်ခိုက်တယ်။စစ်တပ်ဘက်မှနေဆုံ20လောက်တော့ဒီကိုက်တိတ်ဆုံးမှုရှိတဲ့စစ်တုံးမှန်ချိုနဲ့လက်နက်ကန်ကလက်နက်30လောက်နဲ့ကန်နေရပါတယ်။ တော်လိုင်းတပ်ပေါင်းစုပါမှာကြာဆုံးသူမရှိဘူးအားလုံးညီညီညွတ်ညွတ်နဲ့အကြံဖတ်စစ်တပ်ကိုကုတ်ကတိုက်ခိုင်းတယ်လို့ကျင်းတော်လိုင်းသတင်းမြစ်ကပြောတယ်။အကြံဖတ်စစ်တပ်ကဒုစစ်စင်ရမှာမြေပြင်စစ်ကြောင်းတမကလက်နက်ကြီးပြစ်ကိုဒရုန်းပြစ်ကိုလေကြောင်းပြစ်ကိုနဲ့အင်အားလုံးနဲ့ဒုစစ်စင်ကြောင်းချင်းပြင်းတဲ့ဘက်ကိုစစ်ကြောင်းနဲ့ကွဲပြီးဒုစစ်တင်စင်လာနေကြောင်းဒေသတော်လိုင်းသတင်းမြစ်တန်းကနေသိရှိရပါတယ်။ဆလာဘီလောင်လုံးမှာစစ်တပ်စစ်ကြောင်းအကြံဖတ်တိုက်ခိုင်မှုစစ်သားတွေတိုက်ခိုင်မှုများပြားစစ်တပ်ကလင်းရင်လက်နက်ကြီးနဲ့တိုက်ခိုင်မှုညှင်းပေါ်ရတဲ့ရှိနေနေမီလောင်ပြစင် တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မှာကြံဖက်စစ်တဲစစ်ကြောင်းအကြောင်းပြတိုက်ခိုက်ရာစစ်သားတွေဒီကိုင်းမှုများပြပြီးလင်းရဲလက်နက်ကျင်းနဲ့တိုက်ခိုက်ရာညှင်းမော်ရတဲ့ရှင်နေနေမီလောင်ပြစီခဲ့ကြတဲ့ဒေသတွင်စစ်သည်မြေကပြောတယ်။ဒီဇင်ဘာလ17ရက်နေ့မနက်ပိုင်းမှာလောင်းလုံးမြို့ပေါ်ကနေစစ်ကြောင်းတွေတော်လိုက်ကြံဖက်စစ်သားတွေကိုတော်လိုက်တပ်ဖွဲ့တွေကညှင်းမော်ရနေမှာကြောင်းပြတိုက်ခိုက်ခဲ့တယ်။တိုက်ပွဲတွေကြံဖက်စစ်တဲ့ဘက်ကဒီကိုင်းသိဆုံးမှုများပြခြင်းကြောင့်စစ်သည်မော်ရနေတဲ့တပွဲမြို့ပေါ်ကနေစစ်သားတွေကလည်းလက်နက်ကျင်းနဲ့ပြစ်ကိုပေးတိုက်ခိုက်ခဲ့ကြောင်း ။ထို့အပြင်ဂျက်ဖိုက်တာနဲ့လည်းညင်မော်ရွာတင်ကိုပုံကျတိုက်ခိုက်ခဲ့ကြတဲ့အကြောင်းနေနေမိတော်ပြစီခဲ့ပါရယ်။ရင်တိတိတိုက်ပွဲကညနေပိုင်းတိပြင်းတဲ့မိညာပိုင်းမှာတိုက်ပွဲရပ်တန့်သွားတော့လဲဂျပန်စစ်တပ်စစ်ကြောင်းကလက်ရှိချိန်ထိလောင်လုံးမြို့ပေါ်ကိုပြန်လည်ဆုတ်ခွာခြင်းမရှိသေးတဲ့အကြောင်းစီးဆက်လက်တင်းမာနေဆဲဖြစ်ပါတယ်။စစ်ကွေးစစ်ကြောင်းအခုဒီရောပြန်မဆုတ်သေးဘူး။လောင်လုံးမြို့နယ်မှာပဲရှိတဲ့တိုက်ပွဲကအခုညပိုင်းညနေပေမဲ့ဆက်ကြောင်းရှိနေတဲ့ရှေ့ဆက်ပြီးဖြစ်နိုင်သေးတယ်။ပြည်သူတွေလည်းကုန်တင်းရှောင်နေရတယ်။စစ်ကွေးတွေဒီနောက်လိုလင်းနဲ့ပုံလောက်ကျဲသွားတော့စစ်ကွေးတွေဒီကိုင်းမများနိုင်တယ်လို့ဒေသတွင်းစစ်သည်တွေကပြောတယ်။ အကြမ်းဖက်စစ်တပ်ကလောင်လုံးမြို့နယ်တွင်ကိုဒီဇင်ဘာကွယ်နေ့ကလေးကစတင်ပြီးတိုက်ပွဲဖြစ်ပွားခြင်းရှိပဲပြစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ပြီးတော့ယနေ့မှကြေးရီကိုစစ်ကြောင်းထုတ်လာခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးအမျိုးသားကံတော်ကြီးဦးရင်ပြည်ဦးလွေရဲ့၁၈ချိန်မြောက်ပန်းပွဲတော့9ရက်တွင်လူဦးရေကျောက်တန်းကလောင်လည်းပဲမြို့သားကံတော်ကြီးဦးရင်ပြည်ဦးလွေရဲ့၁၈ချိန်မြောက်ပန်းပွဲတော့ကို9ရက်တွင်လူဦးရေကျောက်တန်းကလောင်လည်းပဲခဲ့ကြောင်းသိရတယ်။ဆရှိကျိန်မြောက်မြို့သားကံတော်ကျူးရင်ပြင်းလေးရဲ့ပန်းပွဲတော်ဖွင့်ပွဲကဏ္ဍကိုဒီဇင်ဘာ6ရက်နေ့ပိုင်းကကျင်းပခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ10ရက်နေ့လောက်လည်းပတ်တဲ့လူရေကြောက်တောင်းခံရှိကြောင်းသိရတယ်။မြို့သားကန်တော်ကြီးဦးရန်16ချိန်မြောက်ပန်ပွဲတော်ကိုဒီဇင်ဘာ17ရက်မှာလောက်ကြည့်ရှုတဲ့ပို့ဆောင်ရေးနဲ့ဆက်သွယ်ဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးမြတ်တုံးနဲ့တာဝန်ရှိသူတွေ16ချိန်မြောက်မြို့သားကန်တော်ကြီးဦးရန်ပန်ပွဲတော်ကျင်းပနေမှုနေ့ရက်လိုက်ပြည်တွင်းပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုခြေနေတဲ့တာဝန်ရှိသူတွေကရှင်းလင်းတင်ပြကြပါတယ်။ဆရာကျင်းမမြို့သားကန်တော်ကြီးဝင်းရဲ့ပန်းပွဲတော်ကိုဧည့်သည်ဝင်ရောက်မှုအနေနဲ့ဒီဇင်ဘာလမှာနိုင်ငံခြားသားလေးဦးပါဝင်လူကြီး 13825ဦးဒီဇင်ဘာ9ရက်မှာနိုင်ငံခြားသား9ဦးပါဝင်12409ဦးဒီဇင်ဘာ10ရက်နေ့မှာနိုင်ငံခြားသား4ဦးပါဝင်8563ဦးဒီဇင်ဘာ9ရက်နေ့မှာနိုင်ငံခြားသား9ဦးပါဝင်6950ဦးနဲ့ဒီဇင်ဘာ10ရက်နေ့မှာနိုင်ငံခြားသား9ဦးပါဝင်6469ဦးစုစုပေါင်း9814ဝင်လေပတ်ခဲ့ကြောင်းသိရှိရပါတယ်အဲ့လိုပြီးတော့မုတ်ကုတ်မွေးမိပြည်လဲတင်းကျုံနိုင် NUG တိုင်းနေဆောင်ရနေ့ တရားနယ်လေကအာဏာသိမ်းစရုပ်စုလွှဲပြောင်းပေးလိုက်ရတဲ့မိုးကုတ်နဲ့မောမိတ်မျိုးတွေကိုပြက်လက်ထိန်းချုပ်နိုင်တဲ့တိုက်ပွဲဝင်ရလို့မြို့သားညီညွတ်ရေးဆွေးရအန်နူချင်းပြည်ထောင်စုရုံးဝန်ကြီးချုပ်ပြောရေးဆိုခွင့်ရှိသူဦးနေပေါ်လည်းကပြောတယ်။မြို့သားညီညွတ်ရေးဆွေးရပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်အင်းတွေနဲ့မိုးကုတ်မောမိတ်ဒေသကိုကျူးကျော်ဝင်ရောက်လာအကြမ်းဖက်စရုပ်စုတပ်တွေကိုပြည်သူလူထုနဲ့လက်တွဲပြီးရုံးချောင်ချောင်တိုက်ပွဲဝင်တယ်လည်းရှိလို့နယ်မြေစုမထိန်းချုပ်နိုင်တဲ့အတွက်ဆက်လက်တိုက်ပွဲဝင်သားများဖြစ်ကြောင်းပြည်သူလူထုကိုသတင်းစကားပါလိုရလို့ပြောပါတယ်။မိုးကုတ်မောမိတ်နယ်မြေနဲ့ပတ်သက်ပြီးတော့ NUG ပေါ့ မျော်လင့်ချက်ဒါဘီစောက်ကြည့်ခဲ့ကြရတဲ့တတိဒါဘီမဲ့ထိလဲရှာလဲပြတဲ့နိုင်ငံရေးအခြေအနေရဲ့ရဲ့ကြောင့်တရားဝင်ထုတ်ပြန်ချက်တွေကိုအစောတလင်မထုတ်ပြန်နိုင်ခဲ့တာကိုဦးနေဖုံးလည်းကပြောတယ်။ Energy ကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်စင်ဦးချုပ်နေတဲ့မိုးကုတ်မိုးမိတ်ဒေသစစ်ဆေးရေးဆေးဦးစီးဖွဲ့ကိုနိုဝင်ပြီးခဲ့တဲ့နိုဝင်ဘာလကွဲနေကစတင်ဖွဲ့စည်းပြီးဒေသတွင်းရှိ PDF ဘက်ကဖတ်တိုင်းတွေကိုစုစည်းကမိဘကုတ်ကဲမှုစနစ်တစ်ခုထဲအောက်ကနေစစ်ဆေးကိစ္စတွေကိုစနစ်တကျခုတ်ကဲဆောင်နေခဲ့တာဖြစ်ကြောင်းနဲ့တစ်ချိန်ထဲမှာပဲစစ်ဆေးကိစ္စတွေမစတင်ခင် ထိခိုက်လေဒေသခံပြည်သူတွေကိုဘေးလွတ်ရာရှောင်တိမ်နိုင်မှုကြိုတင်ကောက်ွယ်မှုတွေပြုလုပ်နိုင်မှုအထောက်ပံ့ကူညီမှုတွေဆက်ပေးနိုင်မှုကိုအချိန်နဲ့တပြေးညီစာရခဲ့တယ်။တစ်တုံညာနဲ့ကောစင်စင်ရဲတွင်တရနလီကတိမ်ပိုက်ထိချုပ်ထားတဲ့မန်လီတိုင်မိုးကုံမြို့နယ်ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိန်မြို့တွေကိုတရွေကြောင်းဝင်စစ်ဆင်နေနိုင်မှုနဲ့တရနလီကစရုပ်စုစစ်ပြလဲလွှဲပေးပြီးတဲ့နောက်မှာ PDF ညမမိတ်တက်တွေကအဲ့ဒီနေမျိုးကိုဆက်လက်ကာကွယ်သွားမှာဖြစ်ကြောင်းအသေးသေးထုတ်ပြန်ကြေညာခဲ့ကြတယ်။ TNL တွေတွေတွင်မှုဗိုလ်ချုပ်တာဘုံကျော်ကတော့မိုးကုံမိုးမီပြန်ပေးလိုက်ရပေမဲ့ပွဲမပြီးသေးဘူးလို့သူရဲ့လူမှုကွယ်ဖေးပုံမှာကုလတင်စင်မလာတဲ့နေညပိုင်းကရေးသားထားပါတယ်။ နားဆင်အားပေးကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်